။ပဝင်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလှုပ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်၊ကိုကြိုက်တယ်လို့လှုပ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လှုပ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘယ်လိုလုပ်တာကတော့ကောင်းတယ်ဘယ်လိုလုပ်တာကမကောင်းဘူးလို့ကိုကဆရာကြီးတိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာ ားလုပ်နေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးမှာလေရှင်းရှင်းလေးနော်ဒကာကြီးဒီမိုက်ဗျကိုလုပ်တာကို့ကံကို့ကံဒီကို့ကိုအကျိုးပေးမယ်ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကချောနေတာလေ စဉ်းစားတယ်မို့လားစဉ်းစားတဲ့နေဗျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်ဒါတကားကြီးမိုင်များနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စဉ်းစားကြည့်နော်အကုသို့တွေများသောအားဖြင့်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျာဟုတ်လားမုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြည်လဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်ဘူး အဲ့ဒီလိုမပြေလည်ဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးတွေနဲ့ကြင်နာပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော तू မပြေလည်ဘူးဆိုတော့ကိုကဆိုရင်ကိုပါမပြေလည်ရောဟုတ်လား तू ပြေလည်တယ်ဆိုတော့လည်းပဲလောဘတွေနဲ့ရှင်းမှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအဖြစ်တော့ तू များအကြောင်းစဉ်းစားရင်ဒေါသတွေအင်မတန်ဖြစ်ရတယ်မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စား လူယုံမာတွေမဟုတ်တာတွေလုပ်နေတာအစင်းစားဘူးလားအဲ့ဒီလူယုံမာတာမယုံမာတာမသေးကြပါမယ်လို့အဲ့ဒီတင်ကမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ယုံမာသွားတာအမှန်ပဲဗျာလူယုံမာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲဒေါသတွေဖြစ်လာတယ်ဟုတ်လားကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်းမှအလကားပါကွာထောင်မြင်လို့ရာစွန့်နေတာပါ အလကစိတ်ကောင်းနှလုံးကောင်းနဲ့လှုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားထဲစိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျတရင်သားတွေထဲကလည်းဝင်နေတီဗီတွေထဲကလည်းဝင်နေရေဒီယိုတွေကလည်းဝင်နေသူများအကြောင်းတွေခေါင်းထဲအမြဲတမ်းရောက်မနေဘူးလားရောက်နေတယ်အဲ့ဒါတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုယ်တကယ်လုပ်ရမယ့်အလုပ် ကို့အတွက်အင်မတန်အဖိုးတန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တခါကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေးအိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုံခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အချိန်တွေဘလောက်များလဲ ုစဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမတာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့တဲ့အပြတ်တားထားတာနော်ဦးဇင်းတို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာ ိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလျင်တိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင် တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေလှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာကိုနှိစက်သွားပြီဟုတ်လားဒီကိစ္စမိုင်းပြသူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် ်များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူးမကျေနပ်တာတွေပဲတွေးကြတာများပါလေနော်တကယ်ကြီးမိုက်များဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့တဲ့ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရဲ့လား ပရိသန်သူတော်ဘာတို့ဤကတာကတံပြုဝမပြုဝအယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခေယအလုတ်တခုကယုပြု၍ကြီးစုဆင်ញင်၍မနေရတောင်မြုစတော်ကြီးအနှစ်ပေးတာအင်မတန်ကောင်းနေအလုတ်တခုကယုပြု၍ကြီးစုဆင်ញင်၍မနေရဟုတ်တယ်တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလားရှိတယ် ဆရာကြီးကတိလို့ကိုပြောတာနော်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်